အားလုံးပဲမင်္ဂလာပါဗျာအခုတစ်ခါမှတော့မန္တလေးငလင်းတန်းခံရပြီးတော့ပျက်စီးသွားတဲ့အိမ်များပြန်ပြင်ပြီးနေလို့ရမရအင်ဂျင်နီယာတဦးမှလိုက်လံစစ်ဆေးပေးနေတဲ့ဗီဒီယိုဖိုင်လေးကိုပြန်လည်မျှဝေပေးလိုက်ပါတယ်ဗျာအားလုံးလည်းမင်္ဂလာပါဗျာမြန်မာကတ်ထရီနိုလေးချန်နယ်မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဗျာခုနကပြောရရင်တော့စိုက်ကင်မောက်ရူးတူးသွားတာအညိုးကျသွားတာเนาะအဲ့တော့ အခုဒီကွန်ကရစ်ဒီလိုတောင်းဖြတ်ပေါ့အာတောင်းဖြတ်ပွဲတဲ့အကြောင်းရင်းကအထက်မှာရှိရတဲ့အကြောင်းကဒီလိုလိမ်သွားလိမ်သွားလို့ကွန်ကရစ်ကဒီလိုအထက်ရလိုက်ကွဲတယ်ဆိုတာကအပေါ်နေဖြစ်ရအားရောက်အထက်ရလိုက်ကွဲတာတိုင်ကြောင်းကောင်းတယ်သူ့နေလည်းသူ့မှန်တယ်ဟာနည်းနည်းကွေးလို့တောင်းလိုက်ကွဲတာတောင်းလိုက်ကွဲတာနော်အဲ့တော့ဒီကောင်ကြီးမေဂျာမေဂျာမေဂျာပြေးပြန်ပြင်လို့ရတယ်ဟာနော်ဟာဒီကောင်ကြီး ဒီကြက်ကြီးပေါ့နော်ဟုတ်ဒီလိုဒီကြက်ကြီးပြန်တင်လို့ရဟုတ်ကဲ့ဟုတ်ကဲ့နော်အဲ့တော့အဲစိတ်ကြီးကြီးမားမားတော့ဆန်းညာမလို့တော့ဘူးဟုတ်ကဲ့ဘာဖြစ်လို့ဒါအပြင်းထန်ဆုံးပဲဟုတ်ကဲ့နော်ဒါအပြင်းထန်ဆုံးပဲဆိုတော့ပြန်ပြင်ရမယ်ပြန်ပြင်လို့ရတယ်ရတယ်အစာအုပ်ဖြိုးစရာဖြတ်စရာမလိုဘူးဟုတ်နော်အဲ့တော့နောက်တစ်ခုကကျွန်တော်ကဘယ်လိုပြန်ပြင်ရမလဲဆိုတဲ့အရာလေးကိုတစ်ချက်တစ်ချက်ပြေးမယ် ကိုနဲ့ဟိုရင်းနှီးတဲ့ဟိုအောင်ပေါ့နည်းနည်းအခုဒီတောင်းကြည့်ဟုတ်ကဲ့ပါဒီဆောက်ဦးကြီးအခွင့်ကအပေါ်မှာအားလုံးပေါင်းလိုက်လို့ရှိရင်တန်900လောက်ရှိတယ်ဟုတ်ကဲ့ဒီဟာလေးတွေအဖက်တင်မဖြစ်ဘူးဖြစ်ဘူးเนาะအဲ့ပြီးတော့ဒီလိုစဉ်းစားပြီးမယ်ဒီလိုပေါ့နော်။ဒီနေ့တော့ကျွန်တော်တို့ဒီလိုရှင်းပြတဲ့အိုင်ဘင်းနဲ့ထောက်ပါမယ်။ เนาะအဲ့လိုမျိုးထောက်ပါမယ်နောက်ပြီးတော့ပြင်ဆင်တဲ့ပုံစံကကြတော့အဲ့လိုပြင်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကဒီဘက်ကထုတ်ပေါ့ဟိုဘက်ကထုတ်ပေါ့ထုတ်ပြီးတော့အဲ့လိုအိုင်မင်းနဲ့ထောက်ထားဟုတ်ပါဘူးเนาะထောက်ပြီးတော့မှကျွန်တော်တို့ကိုယ်လေးကိုခွဲမယ်ပေါ့ခွဲမယ်ပေါ့ရှင်းလို့ဒီမှာပြန်လောင်းမယ်ဒါတနည်းပေါ့เนาะတနည်းပေါ့ဒါတနည်းကကြတော့ခွဲမယ်ပြန်ထောက်မယ် အုပ်စီမယ်ပေါ့နောက်တနည်းအားကြတော့အဓိကဟိုကျွန်တော်တို့ကဒီတိုင်ကိုလည်းဖြတ်ထုတ်မယ်တန်ကြာအသက်ဆင်မယ်ဟုတ်ကိုယ်လည်းပြန်လာမယ်ဒါဘုံဘုံစေအဲကျွန်တော်တို့မက်တာစိတ်မှာ၃ခုပေါ့နော်အဲဒါကျွန်တော်အမြင်ပြောတာတခြားဘယ်သူဘယ်ဘယ်လိုမြင်တယ်တော့အင်ဂျင်နီယာတွေတယောက်ကအမြင်မတူဘူးရှိတယ်ဟုတ်ကဲ့ဟုတ်ကဲ့အဲ့တော့ပြန်ပြန်လို့ရတယ်ရတယ်ဟုတ်ကဲ့ဟုတ်ပြီနော်အဲအဲ့ဒါလေးအဲတော့ကျွန်တော်အကြံပေး